မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်အကြံဖန်ဆဲအုပ်စုကကလေးငယ်များပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှုတွေမြင့်တက်လာလို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကအကာအကွယ်ပေးဖို့တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအကြံဖန်ဆဲအုပ်စုကကလေးငယ်များပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှုတွေမြင့်တက်လာမှုအပေါ်ကုလသမဂ္ဂလုံခြုံရေးကောင်စီကအကာအကွယ်ပေးဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်နဲ့ကိုယ်စားလှယ်တမ်းမစီဦးကျော်မိုးထွန်းကတောင်းဆိုပါတယ် ဇွန်လ26ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်လုံခြုံရေးကောင်စီမှကလေးတငယ်များနဲ့လက်နက်ကင်ပဋိပက္ခခေါင်းစဉ်နဲ့တကားဖွင့်အစည်းအဝေးမှာတာမန်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်ပြောဆိုခဲ့တာပါမြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလကလေးကမတရားစစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီးကလေးတငယ်တွေပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှုတွေကတိတိတသားမြင့်တက်လာခဲ့ကြောင်းမြန်မာနိုင်ငံမှာကလေးတငယ်များထိခိုက်ရောက်ကျူးလွန်နေတဲ့တင်ရခန့်ကစေယုံစုဖြစ်တာဟာအငင်းပွားပွေရာမရှိပဲမြန်မာနိုင်ငံရှိကလေးတငယ် များအနေနဲ့အခြေခံကြတဲ့ပညာသင်ယူခွင့်နဲ့ကျန်းမာရေးဆိုင်ရာခွင့်ရေးများကိုဆုံးရှုံးနေတဲ့ပြင်စစ်တပ်မှကျူးလွန်လျက်ရှိတဲ့ရက်ဆက်တန်းကျုံမှုတွေထံကိုလည်းအချိုးမညီမျှစွာပဲခါးစီးခံရတာက ရှင်းလင်းမြင်သားကြောင်းတာမတ်ကြီးကပြောဆိုပါတယ်။ ဒါကြောင့်ကုလသမဂ္ဂရဲ့ပင်မအဖွဲ့အစည်းတစ်ခုဖြစ်တဲ့နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးတို့အတွက်အဓိကတာဝန်ရှိတဲ့လုံခြုံရေးကောင်စီအနေနဲ့ရေးပါတဲ့ခန်းကဏ္ဍကပါဝင်တဲ့အကြောင်းမြန်မာနိုင်ငံမှာကလေးငယ်များအသက်ဆုံးရှုံးနေခြင်းနဲ့အနာဂတ်များပျောက်ဆုံးနေခြင်းကိုကာကွယ်ပေးဖို့လုံခြုံရေးကောင်စီအနေနဲ့မဆိုင်မတွန်လှုံ့ဆော်တဲ့အကြောင်းမြန်မာနိုင်ငံရှိကလေးငယ်များကုလသမဂ္ဂနဲ့နိုင်ငံတကာတိုင်ဝန်ပေါ်မှာယုံကြည်မှုနဲ့မျှော်လင့်ချက်ပြန်လည်ရရှိဖို့ဆောင်ရွက်ပေးဖို့တာမတ်ကြီးကဆိုပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာအတိုင်ဝန်နဲ့မြန်မာပြည်သူများအထူးသဖြင့် ိမိတို့ရဲ့ကလေးတငယ်များပေါ်မှာနောက်တစ်ကြိမ်မပြတ်ကွက်ဖို့အလေးထားတောင်းဆိုလိုက်ကြောင်းပြတ်သားစွာလှုပ်ဆောင်ပင်းစင်လူကြောင်းတပ်မတ်ကြီးကတောင်းဆိုပါတယ်။ကုလသမဂ္ဂဒူရင်မှုချုပ်မှနှစ်စဉ်ထုတ်ပြန်တဲ့ကလေးတငယ်များနဲ့လက်နက်ကိုင်းပဋိပက္ခဆိုင်ရာများအစီရင်ခံစာပေါ်မှာပဋိပက္ခအတွင် ကလေးတငယ်များပေါ်ကျူးလွန်နေ ကြီးလေးတဲ့ချိုးဖောက်မှုတွေနဲ့ဆက်လင်းပြီးစိုးရင်ထိတ်လန့်ရတဲ့ညွန်ကိမ်းများကိုဖော်ပြထားပါကြောင်းအစီရင်ခံစာရေးအပိုင်း၃မှာဖော်ပြချက်အရမြန်မာနိုင်ငံအပါအဝင်နိုင်ငံမြောက်များမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာတိုးတက်မှုနည်းငယ်များသာရှိပြီးတာယူဆိုးရွားလာတာကိုသတိပေးလျက်ရှိကြောင်းအတွင်းမှုကျုံရဲ့အစီရင်ခံစာမှာကိန်းဂဏန်းများနဲ့ကလေးသင်ငယ်များကိုတက်သားအဖြစ်စုဆောင်ခြင်းဓမ္မမဟုတ်အတုံးပြုခြင်းမတရားဖန်ဆီးချုပ်နှောင်ခြင်းတပ်ဖြတ်ခြင်းကိုလန့်အင်္ကာချုပ်ယွင်းစေခြင်းအဓမ္မပြုခြင်းခြင်းနဲ့အခြားသောလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနဲ့အလ ွဲသုံးစားပြုမှုများစာတင်ကြောင်းများကိုတိုက်ခိုက်အသုံးချမှုတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများညှင်းပယ်ခြင်းစတဲ့ဖြင့်ရှာဆွေးမှုကျူးလွန်တဲ့ပုံစံတွေကိုအသေးစိတ်ဖော်ပြထားကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာစေအုပ်စုကကလေးသင်ငယ်များကိုလူသားတိုင်းပြေကောင်းပုံပြန်အမျက်ထုတ်လျက်ရှိကြောင်းပဋိပက္ခရောများမှအဲ့ဒီလိုပို၍လှုပ်ဆောင်လာကြောင်းကလေးသင်ငယ်များနဲ့လူငယ်လူရွယ်များအနေနဲ့စစ်တမ်းမှာ2024ခုနှစ်အစောပိုင်းမှာတင်ညာခဲ့တဲ့အတ္တမတသားစုဆောင်မှုကြောင့်မတရားဖန်ဆီးခံရခြင်းများလည်းရှိနေကြောင်းဒါပြမြန်မာနိုင်ငံမှာစေအုပ်စုမှနိုင်ငံတော်မှာတိုးမြင့်လှုပ်ဆောင်လာတဲ့မစင်မခြင်းလေးကြောင်းတိုက်ခိုက်မှုတွေစနေတကြနေ့ပြတ်မှတ်ထားတဲ့လေးကြောင်းမှတစဉ်ပုံကျဲတိုက်ခိုက်မှုတွေပညာသင်ကြားရေးနဲ့ကျန်းမာရေးဆောင်ရှားမှုဆိုင်ရာအဆောက်အအုံများပေါ်ပုံကျဲ င်များစတဲ့ကြင်ပြောတဲ့ရက်ဆက်မှုတွေကြောင့်ကလေးတငယ်များမှာအလွန်အမင်းတန်ခံနေရကြောင်းဥကြုံမှုထုံကထောက်ပြပါရယ်မြန်မာနိုင်ငံရှိကလေးတငယ်များအနေနဲ့အခြေခံကြတဲ့ပညာသင်ယူခွင့်နဲ့ကျန်းမာရေးဆိုင်ရာခွင့်ရများကိုဆုံးရှုံးနေတဲ့အပြင်စာနဲ့ရိတ်ခါမလုံလောက်မှုအစာအာဟာရမပြည့်ဝမှုပုံမှန်ကာကွယ်ဆေးမထိုးနိုင်ခြင်းစိတ်ရဲနှွမ်းပါမှုတတ်မှတ် ချန်အောင်ကြားရောက်နေကြတယ်မှာမြန်မာနိုင်ငံရှိကလေးတငယ်များရဲ့ဘဝများနဲ့ကောင်းမွန်စွာရှင်သန်နေထိုင်ခွင့်တို့ကိုအဓိကအန္တရာယ်ပေးနေတဲ့အထူးသောအချက်တွေဖြစ်ကြောင်းတန်အမန်ကြီးကလုံခြုံရေးကောင်စီမှထုတ်ဖော်ပြောဆိုပါတယ်မြန်မာကလေးငယ်တွေပေါ်ကြီးလေးတဲ့ချိုးဖောက်မှုတွေကျူးလွန်နေတဲ့စစ်တပ်ကိုတာဝန်ခံမှုရှိလာစေဖို့ကုလသမဂ္ဂအထွေထွေညီလာခံနဲ့လုံခြုံရေးကောင်စီတို့မှရှိနေပင်ဖြစ်တဲ့အထောက်ပံ့ဖြစ်စေရေးဆုံးဖြတ်ချက်များနဲ့နိုင်ငံတကာမှတည်ဆဲတာဝန်ခံစေရန်ရည်ရီကိုအသုံးချပြီးစစ်တပ်ရဲ့ပြစ်ဒဏ်ကွင်းလွန်ခွင့်ကိုအပီးတိုင်းချုပ်ငြိမ်ဖို့ပြတ်မှတ်ထား တဲ့အရေးယူပိတ်ဆို့မှုတွေပါဝင်စစ်တပ်ပေါ်မှာ PRP ဖြစ်စေနိုင်တဲ့နီလန်းများအားလုံးချမှတ်ဖို့နဲ့စစ်တပ်ကိုဆက်လက်ခရမ်းနဲ့ငွေကြေးထောက်ပံ့မှုတွေစီးစင်နေခြင်းအဖြစ်တောင်းရတန်ဖို့တာမတ်ကြီးဦးကျော်မှုထုံးကတောင်းဆိုပါရယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်6လတာကာလအတွင်းစေဝါဆောင်ရှားမှုလုံလောက်စွာမရရှိလို့အိုးဘိုအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသားတည်ဆုံမှုအများဆုံးဖြစ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ်မြမအချင်းထောင်တက်သည့် MPW အဖွဲ့ရဲ့ပြုစုထားတဲ့စီရင်အရာမန္တလေးအိုးဘိုအချင်းထောင်ကထောင်တွင်းစေဝါဆောင်ရှောက်မှုညံဖြစ်ခြင်းဆရာဝန်များအချိန်မီရောက်ရှိမှုမရှိခြင်းထောင်ပြင်ပရှိစေယုံများကိုအချိန်နဲ့တပြေးညီပို့ဆောင်မှုမရှိခြင်းပြင်ပမှမိသားစုဝင်များပေးပို့တဲ့စေဝါတွေကိုကန့်သက်ပိတ်ပင်ခြင်းနဲ့စီမံခန့်ခွဲအားညံပြင်းခြင်းတွေကြောင့်2025ခုနှစ်6လတာကာလအတွင်းနိုင်ငံရေးကျင်းသား56ဦးထိကြာဆုံးခဲ့ရတာကိုစီစစ်တွေ့ရှိရကြောင်းထုတ်ပြန်ပါတယ်အဆိုပါ56ဦးမှာနိုင်ငံရေးအကျဉ်းသားဦးရေ90ကထောင် ာပိုင်နေရဲ့ငလင်တန်းနဲ့တည်ဆုံးခဲ့ရခြင်းဖြစ်တယ်လို့ယူဆနိုင်တယ်လို့တည်ဆုံးခဲ့သူအများစုကထောင်အာဏာပိုင်ရဲ့စီမံမှုအမှားတွေကြောင့်မတည်ဆုံးသင့်ပေတည်ဆုံးခဲ့ရခြင်းဖြစ်တယ်လို့ဖော်ပြပါရယ်2025ခုနှစ်6လတာကာလအတွင်းဈေးဝဆောင်ရှောက်မှုလုံလောက်စွာမရရှိလို့အိုးဘိုအကျဉ်းထောင်တွင်အသက်65နှစ်အရွယ်နိုင်ငံရေးအကျဉ်းသူဒေါ်စန်းကြီးကသွေးတိုးစီးကျူရောဂါနဲ့အသက်ဆုံးရှုံးခဲ့ရခြင်းအသက်28နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားကိုအောင်ထွန်းကအနာကြီးရောဂါဖြစ်ချိန်ပိုးဝင်ပြီးတည်ဆုံးခဲ့ရခြင်းအသက်45နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားကိုတီဟာကလည လေချောင်းကင်စာယောဂနဲ့တည်ဆုံခဲ့ရခြင်းအသက်59နှစ်အရွယ်နိုင်ငံရေးကျင်းသားဦးလူအောင်ကသွေးတိုးကြောင့်အုံနောက်သွေးကြောပြက်ကတည်ဆုံခဲ့ရခြင်းအသက်56နှစ်အရွယ်နိုင်ငံရေးကျင်းသူဒေါ်မြင့်မြင့်တန်းနှလုံးသွေးကြောပေါက်ခတည်ဆုံခဲ့ရခြင်းနဲ့အသက်69နှစ်အရွယ်မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌနိုင်ငံရေးအကျဉ်းသားဦးအောင်ကျော်ကရုပ်တရက်နှလုံးအမောဖောက်ပြီးတည်ဆုံခဲ့ရခြင်းများရှိရလို့သိရပါဗျာ။ 2024ခုနှစ်တွင်အိုးဘိုထောင်မှနိုင်ငံရေးအကျဉ်းသားလေးဦးတည်ဆုံခဲ့ရပြီးတည်ဆုံမှုမှာလူသိများတဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့အသက်38နှစ်အရွယ်မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်ပေါင်းအသက်84နှစ်အရွယ်လျှက်စစ်ဝန်ကြီးဦးဝင်းခိုင်အသက်59နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားကိုစိန်လင်းခေါ်အငယ်လေးတို့သုံးကအောက်တိုဘာလနဲ့နိုဝင်ဘာလများမှာဇက်တိုက်တည်ဆုံခဲ့ပါတယ်။ထောင်အာဏာရှင်တွေဖြစ်တဲ့ဦးသိန်းစောမောင်ထောင်ပိုင်နဲ့စန်းလွင်ထောင်ပိုင်လေးတို့ကတည်ဆုံမှုဖြစ်စဉ်တစ်ခုချင်းစီကိုအဓိကတာဝန်ယူကြမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။နောက် ထပ်တပုတ်အနေနဲ့တရချောင်းမျိုးနဲ့မင်းတက်ရွာရှိစစ်ကောင်စီတပ်ဆွဲရနေရာကို KNL ပူပေါင်းတပ်သိမ်းပိုက်ထိန်ချုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကရင်မျိုးသားစည်းရုံးကရညူတက်မဟာလီမြိတ်တဝဲခရိုင်တရချောင်းမြို့နယ်ရှိစစ်ကောင်စီတပ်ဆွဲရနေရတခုကိုတိုက်ဖိုက်သိမ်းပိုက်ခဲ့ကြောင်းကရညူမြိတ်တဝဲခရိုင်ကမနေ့ကထုတ်ပြန်ပါတယ်ဇွန်လ26ရက်နေ့နေ့လေကတရချောင်းမြို့နယ်မင်းတက်ရွာဖုန်ကြီးကျောင်းမှာထိုင်ချတပ်ဆွဲထားတဲ့အာနာသိန်းစစ်ကောင်စီတပ်ကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL လေးတရင်စနစ်လောက်ကန်တက်ခွဲနေနေတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အသိပေးပါရယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးတေဆုံးပြီးစစ်သုံးပစ္စည်းချို့သိမ်းဆည်းရရှိခဲ့တယ်လို့ထုတ်ပြန်က သိမ့်ပိုင်ရရှိတဲ့စစ်တုံးပစ္စည်းတွေရဲ့မှတ်တမ်းကိုဖော်ပြပါရယ်မင်းတပ်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကတင်ရချောင်းမျိုးနဲ့ဝင်းဝစစ်ကောင်စီတပ်စခန်းကိုပြန်ဆုတ်ခွာတယ်လို့ဆိုပါရယ်ဒါကြောင့်မင်းတပ်ရွာကို KNL တက်ခွဲနှစ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့အတည်ပြုပါရယ်မင်းတပ်ရွာတိုက်ပွဲနဲ့တမဟာလီနယ်မြေအတွင်းလက်ရှိစစ်ရေးချင်းတွေကို KNU တပ်ဝဲခရိုင်တွင်းရင်းမှုဘဒူစောအင်နာထံဆက်သွယ်မိမြန်ထားဆဲဖြစ်ပါရယ် နောက်ထပ်တစ်ပုတ်အနည်းငယ် KNU တပ်မဟာလေးဦးဆောင်တဲ့တော်လှန်ပူးပေါင်းတပ်တွေပြီးခဲ့တဲ့ဇွန်လ10ရက်ကတဝဲခရိုင်တွင်းရှိမြန်မာထိုင်းနယ်စပ်ဘော်ဒီစစ်ကောင်စီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ဘော်ဒီစခန်းသိမ်းပိုက်ပြီးတဲ့နောက်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ငရဲနီတပ်စခန်းမှာစစ်ကောင်စီတပ်တွေဇွန်လ12ရက်မှာစခန်းဆွန့်ထွက်ပြေးသွားပါတယ်။ KNU တပ်မဟာလေးပူးပေါင်းတပ်တွေကမေလတွင်ကထီကီနယ်စပ်စခန်း AB လကထီထပြူဝါစခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒါအပြင်တနင်္သာရီမောတောင်လမ်းမှာလည်းမောတောင်နယ်စပ်လမ်းကြောင်းမှာပြန်လည်ထိန်းချုပ်ဖို့ းစစ်စင်တိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ကို KNU တပ်မဟာလီပူးပေါင်းတပ်ကတိုက်ခိုက်လျက်ရှိရာနှုတ်ဝတ်ကြတဲ့ဒီစစ်ကောင်စီတပ်ကလမ်းကြောင်းပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိဘဲတိုက်ပွဲဆက်ဖြစ်နေပါတယ်။စာကစာကမောတောင်နယ်ဆက်ကိုပြန်လည်ထိန်းချုပ်ဖို့အတွက်တနင်္သာရီနေ့မောတောင်ကိုဆက်သွယ်ထားတဲ့လမ်းမကြီးကိုသူတို့ပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းတွေထိုးနေတာတော့ရှိပါသေးတယ်။ဒါပေမဲ့သူတို့စစ်ကြောင်းအပေါ်ကိုတက်လို့မရသလိုအောက်ကိုလည်းပြန်လာလို့မရတဲ့အပိုင်းတွေရှိရလို့ KNU တဝဲခရိုင်လူငယ်ခေါင်းဆောင်တအုပ်ဖြစ်တဲ့စောအေဒီကော်ကမောတောင်နယ်ဇလန်မှာစစ်ကောင်စီပိမိနေတဲ့အခြေအနေကိုပြောပြပါရယ်နောက်ထပ်တပုတ်အနေနဲ့တက်စင်မိသားစုရဲ့လူဝတ်ချက်တွေကိုဖော်ထုတ်သွားမယ်လို့ဟွန်ဆန်ချင်းချောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဝတ်မိသားစုကိုကိုညီဆောင်ရှောက်ခဲ့မှုတဲ့အတွက်ထိုင်းနိုင်ငံနေနဲ့သူ့ပေါ်ကျေးဇူးကျွေးရှိကြောင်းနဲ့တက်စင်ရဲ့လူဝတ်ချက်ကိုဖော်ထုတ်ပြီးမယ်လို့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းလက်ရှိလွတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကချင်းချောက်ပြောဆိုလိုက်ပါရယ်ဒါဟာထိုင်းဝင်ကြီးချုပ်ဖေးတုံတန်ရှင်နာဝတ်ရဲ့ဟွန် ်ဆန်တို့ကြားအငင်းပွားဖွယ်ပြောဆိုမှုတွေဆက်လက်ဖြစ်ပေါ်ပြီးနောက်ပိုင်းမှာဟွန်ဆန်ကအခုလိုချိန်ချောက်ပြောဆိုလာတာဖြစ်ပါတယ်။ခမားတို့အနေနဲ့ကောင်းကောင်းနားလည်ထားရမှာကကမ်မောရီးယားကမသိနားမလည်တာမျိုးမဟုတ်ဘူး။ကျွန်တော်တို့အနေနဲ့ခမားတို့ရဲ့နိုင်ငံကြီးကိုကောင်းကောင်းနားလည်ထားတယ်လို့ထိုင်းနိုင်ငံခေါင်းဆောင်တွေကိုရှင်းညွှန်းပြီးမင်းကပြုလုပ်တဲ့ကမ်မောရီးယားအစိုးရအစည်းအဝေးမှာဟွန်ဆန်ကပြောဆိုခဲ့တာပါ။ထိုင်းနိုင်ငံကြီးနဲ့ပတ်သက်ပြီးသူအနေနဲ့ကောင်းကောင်းသိနားလည်ထားတာကြောင့်လာမယ့်ရက်တွေက အသေးစိတ်ထုတ်ဖို့ပြောဆိုသွားမယ်လို့သိရကြောင်းတရင်မှဖော်ပြပါရှိပါရရှင်။